healing radio နားထောင်နေကြတဲ့မိတ်ဆွေတွေအားလုံးမင်္ဂလာပါရှင်။ကျွန်မ inner harmony က life coaching energy healer ပိုးကြီးပဲဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ညီမတို့ဒီနေ့ healing radio မှာ host ဖြစ်နေဆောင်ရွက်ပေးသွားမယ့်ရှင်မမဖြစ်ပါတယ်။ကျွန်မတို့ဒီနေ့ပြောမယ့်အကြောင်းအရာလေးကကိုယ့်ရဲ့အတွင်းစိတ်ဓာတ်ရာတွေကိုကုစားတဲ့နေရာမှာ immediate အရေးပါတဲ့ share walk ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဒါဆိုလို့ရှင်ညီမတို့စလိုက်ကြမယ်နော်အမ။ ထမအောင်ဆုံးအနေနဲ့ပေါ့နော်ဒီ healing process တွေမှာရည်ကြီးတဲ့ share work ဆိုတာဘာလဲဆိုတာလေးကိုအရင်ဆုံးပြောပြပေးစီချင်ပါတယ်ရှင်ပါ share work ဆိုတာဘာလဲဆိုရင်ကိုယ့်ရဲ့အတွင်းထဲမှာရှိနေတယ်ပေါ့နော်အာဒီကြောက်စိတ်တွေစိတ်မလုံခြုံမှုတွေစသဖြင့်ဒီ emotion တွေကိုအာတချို့ကကိုကိုတိုင်းတိလေကို့ထဲမှာဘာတွေရှိလဲဆိုတာအာတချို့ကကြတော့ကိုကဒီအရာတွေကကို့စီမှာ share work ဖြစ်နေရဲဆိုတာကိုမသိနော်အဲ့တော့ ဟိုတိတဲ့သူနဲ့မတိတဲ့သူနဲ့ပဲ꽈သွားတယ်ပေါ့နော်အဲ့တော့ cherry walk ဆိုတာကကိုယ့်ရဲ့အတွင်းထဲမှာရှိနေတဲ့ကြောက်စိတ်စိတ်မလုံးချုံမှုအာမနာလိုမှုစသဖြင့်ပေါ့နော်ဒီစိတ်လိုင်းတွေကိုကိုယ့်ထဲမှာရှိတာကိုရှိမှန်းသိပြီးတော့မှဒီအရာတွေကိုအာကိုယ့်အတွက်မကောင်းစေတဲ့စိတ်နေစိတ်ထားတွေကိုယ့်အတွက်မကောင်းစေတဲ့အာ emotion တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအရာတွေကိုတေချာသိပြီးတော့မှရှာပြီးတော့မှကိုယ့်ဘဝတွေကနေလွတ်ချတဲ့ ဖြစ်စဉ်ပေါ့เนาะအဲ့လိုလုပ်တဲ့ဟာကိုဒါ shadow work တွေလုပ်တယ်လို့ခေါ်ပါတယ် healing process တခုဖြစ်ပေါ့เนาะ shadow work ဆိုတာကဘလောက်ထိအရေးပါလဲဘလောက်ထိအရေးကြီးလဲဆိုတာလေးကိုပြောပြပေးစီချင်ပါတယ်ရှင်မအမ်ဒီ healing တွေလုပ်တဲ့အခါမှာပေါ့เนาะသူကဘလောက်ထိအရေးပါလဲဆိုလို့ရှိရင်အဲ healing ဆိုတဲ့အရာကတော့ကျွန်မရှိမှလည်း healing အကြောင်းပြောကြမယ်ဆိုတဲ့အထဲမှာပြောဖို့ရပေါ့နော်ကိုယ့်ရဲ့အတွင်းထဲမှာရှိနေတဲ့ ာကိုရခဲ့ဘူးတဲ့စိတ်ထံရလေးတွေကိုပျောက်ကင်းသွားအောင်လို့ ပျောက်ကင်းသွားတဲ့အထိတဖြည်းဖြည်းနဲ့သွားပြီးတော့ဒီအရာတွေကိုပြုလို့ကုသပေးနေတဲ့ဖြစ်စဉ်တစ်ခုပေါ့နော်။အဲ့တော့ဒီလိုမျိုး healing လုပ်တယ်ဆိုတဲ့အခါမှာ shadow work လုပ်ထားတဲ့သူနဲ့ shadow work တွေမလုပ်ထားတဲ့သူနဲ့ပေါ့နော်။ကို့မှာအတွင်းထဲမှာဘာတွေရှိလို့ရှိမှန်းမသိဘဲနဲ့ healing လုပ်မယ်ဆိုတဲ့သူနဲ့ကกว่าတော့กว่าတယ်ပေါ့เนาะဘာကြောင့်လဲဆိုရင်ဒီ healing တစ်ခုအာ process တစ်ခုအောင်မြင်သွားဖို့ကိုယ့်ဘဝထဲမှာဒီစိတ်ဓာတ်ရည်တွေပျောက်ကင်းသွားဖို့အတွက် shadow work က အများကြီးအထောက်ပံ့ပေးတယ်။ Zero Walk တွေလှုပ်ထားတဲ့သူကကို့အတွင်းထဲမှာဘာတွေရှိလဲဆိုတော့တိချာတိတဲ့အတွက်ဒီຢာတွေကိုလည်းလှုပ်ချပြီးသားဖြစ်တဲ့အတွက်ကို့ရဲ့စိတ်ဓာတ်ຢာတွေကို healing ပြုလုပ်တဲ့နေရာမှာသူကအများကြီးရှေ့ရောက်တယ်ပေါ့နော်။အဲ့လိုမျိုးတော့ကြွားချပါတယ်။ဒါဆိုလို့ရှင်ပေါ့နော်။ဒီ Zero Walk ကိုပေါ့နော်။အဲဒီနားထောင်နေတဲ့သူတွေရောဒီ healing process ကိုကြော်ဖြတ်နေတဲ့သူတွေအမြင်နဲ့ရောပေါ့နော်။ ကိုယ့်အနေနဲ့ share work ကိုဘယ်လိုမျိုးလေးတွေလုပ်ကြည့်လို့ရမလဲဆိုတာလေးကိုပြောပြပေးပါအောင်ရှင်ပါအာဘယ်လိုမျိုးလုပ်ကြည့်လို့ရမလဲဆိုလို့ရှင်ပေါ့နော်ပထမအဦးဆုံးအနေနဲ့တော့ journaling ပေါ့ journaling ဆိုတာကကိုယ့် dream တွေမှာရှိတဲ့အရာတွေကိုစာချရေးတာပေါ့နော်အဲ့တော့ဒီမှာမေးခွန်းလေးတွေလိုနိုင်တယ်ပေါ့နော်အဲ့တော့ journaling လုပ်တဲ့ process လေးတွေလည်းအာတချို့လုပ်တာတွေလည်းရှိတယ်အဲ့လို process တွေနဲ့ join ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်လည်းဒါပထမအောင်ဆုံး first step အနေနဲ့တော့မြန်မြန်လေးရှိရောက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ question လေးတွေကိုဖြည့်ရင်းနဲ့ဖြည့်ရင်းနဲ့ journaling ချလုပ်ရင်းနဲ့ကိုယ့်ရဲ့ share work တွေကိုတွေ့လာတာမျိုးရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်။မာဒါဆိုလို့ရှင်ပေါ့နော်။ဒီ share work လုပ်တဲ့အခါမှာကိုယ့်ရဲ့အင်အားတွေကနေပြီးတော့အဖြစ်နေတဲ့စိတ် ပေါ့နော်မြင်အောင်ကြည့်ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီဒီ shadow wall လုံးနေတဲ့အချိန်လေးအတော့အတွင်းမှာ emotion နဲ့အရန်တက်လာတာမျိုးလို့ဖြစ်နိုင်နေပေါ့နော်အဲ့လိုမျိုး emotion နဲ့အရန်တက်လာတာစိတ်အခြေအနေအဲ့လိုဖြစ်သွားတဲ့အခါမှာပေါ့နော်ဒီစိတ်အခြေအနေနဲ့ပေါ့နော်ဒီ emotion နဲ့တက်လာတဲ့အခြေအနေကိုဘယ်လိုမျိုးလေးထိန်းလို့ရမလဲဆိုတာလေးကိုနှံ့ဝေပြပါအောင်ရှင်းမှာအာ emotion တွေအရန်တက်လာတယ်ပေါ့နော်ဒီ shadow walk တွေကိုလုပ်နေတဲ့အချိန်မှာတက်လာနိုင်တယ် ဘာကြောင့်လဲဆိုတော့ကို့အကျွေးထဲမှာကို့လက်မခံခြင်းနဲ့အစိတ်ပိုင်းတွေမြင်လိုက်ရတဲ့အခါမှာလူဆိုတာ emotion တက်တက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအခါမျိုးမှာဘယ်လိုထိန်းလို့ရလဲဆိုရင်ကို့ရဲ့ intention ကိုပြန်ကြည့်ရမယ်ငါဘာလို့ဒီ share work ကိုလုပ်တာလဲငါထဲမှာရှိနေတဲ့ဒီအရာတွေကိုငါလွှတ်ချဖို့အတွက်လုပ်တယ်အာမကောင်းတဲ့အရာတွေကိုငါဖယ်ထုတ်ဖို့အတွက်လုပ်တယ်ဆိုရင် intention လေးနဲ့ဆိုရင်အာဆက်ပြီးတော့ဒီ share work တွေကိုလုပ်ရတဲ့နေရာမှာကိုလည်းအားတက်တယ်လုပ်နိုင်တယ် နောက်တစ်ခုကကြတော့ဒီ emotionally အရန်တက်လာတယ်ဆိုတဲ့အခါမှာ အရန်ငိုရာမျိုး စိတ်ပိုင်းဆိုင်ရာအဆင်မပြေတော့ဘူးဆိုရင်အာကို့အတွက်တက်တောင့်တတာဖြစ်မယ့်နေရာလေးတစ်ခုမှာအနားယူတာဥပမာကိုကဟိုလဲလျောင်းပြီးတော့ခဏလေးနားနေရတာကိုကြိုက်တယ်ဆိုရင်လည်းအိတ်လိုက်တာမျိုးကိုကြိုက်တဲ့အစားအသောက်လေးတစ်ခုခုစားလိုက်တာမျိုးစသဖြင့်ကိုကိုကို self care လေးပြန်လုပ်ခြင်းနဲ့ share walk တွေကိုပေါ့ပေါ့ပါပါနဲ့ဆက်ပြီးတော့လုပ်သွားလို့ကြပါတယ် ုတ်ခဲ့ပါရှင်။အမှညီမတို့ Healing Radio ရေပေါ့နော်။နောက်ဆုံးမိကွန်လေးအနေနဲ့ပေါ့နော်။ဒီ Share Word နဲ့ပတ်သက်ပြီးတော့အမအနေနဲ့ပြောပြပေးချင်တာအကြံပေးချင်တာလေးတွေရှိလို့ရှင်ပြောပြရင်လည်းနှုတ်ဆက်စကားလေးပြောပြပါအောင်ရှင်အမ။ကိုယ့်ရဲ့ Share Rule တွေကတော့တယောက်နဲ့တယောက်နဲ့တူမှာမဟုတ်ဘူးပေါ့နော်။ဥပမာ ကိုကကြောက်စိတ်တွေရှိရလူလားကို့မှာစိတ်မလုံခြုံမှုတွေရှိတာမျိုးလားဒါမှမဟုတ်ကိုကတခုခုဆိုလို့ရှိရင် compare လုပ်တက်ပြီးတော့မှအာမနာလိုဝန်တိုစိတ်မျိုးရှိတတ်တာမျိုးလားဒီဟာကိုအရှိကိုအရှိအတိုင်းအဲကိုကိုကိုလက်ခံတတ်တဲ့စိတ်ကလေးနဲ့သွားကြည့်ပေါ့နော်သွားကြည့်ရတဲ့အခါကျလို့ရှိရင်အဲ့ဒီထဲမှာကိုရဲ့ share group တခုခုကိုကိုတွေ့လာတဲ့အခါမှာဒီနေရာပေါ့ဥပမာကြောက်စိတ်ဆိုလို့ရှိရင်ကြောက်တဲ့အရာပါလဲ အဲ့ဒီအရာကိုရှာပြီးရဲ့ကာမှာအဲ့ဒီနေရာကိုရဲရဲသွားပြီးတော့မှကြောက်စိတ်ရှိတဲ့နေရာကိုသွားပြီးတော့ဖြည့်ရှင်းလိုက်တာဟာအာကျမတို့အတွက်ဒါ shadow work လုပ်တဲ့နေရာမှာ fear ကိုပျောက်သွားစေမယ်အကောင်ဆုံးနည်းလမ်းဖြစ်ပါတယ်အဲကိုစီမှာလည်းလက်ခံတတ်တဲ့စိတ်ကလေးနဲ့သွားမယ်ဆိုရင်ပို့ပြီးတော့ခရီးရောက်ပါတယ်။ဒါ share work နဲ့ပတ်သက်ပြီးတော့မှပြောပြချင်တဲ့အရာလေးဖြစ်ပါတယ်။အာဒီ healing radio ကိုနားထောင်နေတဲ့သူအယောက်စီတိုင်းမှာလည်းဒီနေ့ share work ဒီအကြောင်းကနေပြီးတော့မှပေါ့နော်။ ကိုယ့်ရဲ့အတွင်းထဲမှာအာတခုခုလှုပ်ဖို့အတွက်စပြီးတော့မှစလုပ်မယ်လို့ကိုကိုကို commitment ပေးလိုက်တာဒါမှမဟုတ်ဒီထဲကနေပြီးတော့မှကိုဘဝအတွက်ဉာဏ်လေးတခုခုဖြစ်စေခဲ့မယ်ဖြစ်သွားမယ်လို့လည်းကျွန်မကယုံကြည်ပါတယ် healing တွေကိုနားထောင်နေတဲ့သူအယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါရှင်အခုလိုပေါ့နော်ဒီ share report တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဆုံဆုံးလေးရေပေါ့နော်ပီတီချာချာလေးပြောပြပြီးသွားတယ်အ live coach energy ဟီလာမပွေကိုကျေးဇူးများတင်ပါတယ်ရှင်ဒါဆိုလို့ရှင်ပေါ့နော်ညီမတို့အင်းနာဟာမိုနီပါပွေကြီးတူချန်နယ်ကနေပြီးတော့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကိုဆက်တင်နေတယ်ခလင်း radio အစီအစဉ်လေးကိုအဲလိုက်ပါပြီးတော့ကောเนาะညီမတို့နဲ့အတူတူလိုက်ပါပြီးတော့နားထောင် ပေးတဲ့အယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်အပတ်တွေပါလဲပေါ့နော်မြမတို့ရဲ့ inner harmony ဘိုင်ပိုးကြီးက life coach energy လာမပိုးကြီးရနေပြီးတော့ဘယ်လိုမျိုးဖြစ်ဖြစ်စေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်မြမတို့ inner harmony ဘိုင်ပိုးကြီး YouTube channel ကနေပြီးတော့တင်ဆက်ပေးနေတဲ့အကြောင်းအရာတွေကို ဘောကြားနှစ်သက်တယ်ဆိုလို့ရှိရင်ညီမတို့ရဲ့ Inner Harmony Life ကို YouTube Channel လေးကို Like and Subscribe လုပ်ပြီးလည်းမျှတရခင်ကြပါရှင့်။ဒီစုများတင်ပါရှင့်။